ဘောလုံးဂျာစီတွေကိုတဲ့ဆေးဖြူရိုက်မယ်ဆိုရင်တဲ့ O1 နဲ့အဆင်ပြေလားရှေ့ပြီးနဲ့အဆင်ပြေလားတဲ့အဲကျွန်တော်ဖြည့်ပေးပါမယ်နော်ဒါတော့ OCD C တရားဒါ O1 ဖြစ်ပါရယ်เนาะအဲ့တော့သူကဒီဘောလုံးနံပါတ်2ရိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ဒါမျိုး Q C ဖြစ်တဲ့ O1 နဲ့အဆင်ပြေလားတဲ့ဒါမျိုး Share Q နေရောအဆင်ပြေလားတဲ့ ါဆိုရင်သူက ONE ရှေ့ဖြူတောင်သူကဒါသိနေတယ်ဆိုတဲ့ဘောပေါ့နော်အဲ့တော့ ONE ရှေ့ဖြူတွင်နေရရင်အဖြူစိတ်ဟာအဆင်ပြေလားဆိုတော့အတူကြီးရိုက်လို့ရှိရင်အဆင်မပြေပါဘူးနော်ဘာဖြစ်လို့ဆိုတော့ ONE ကြီးရိုက်မယ်ရှေ့ဖြူကြီးရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲလက်ချိန်စနော်ဆေးရဲ့အပြစ်ကျဲမနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ရေလျှော်တဲ့အခါမှာကျွန်တော်တို့အဲဆေးပြန်ကျွတ်တဲ့အဲဒါကျွန်တော်တို့ရှိပါတယ်နော် ။ဘာဖြစ်လို့လဲဆိုတော့ဒီအဖြူဆေးကသူက white အဆင်မဲ့ရှိပါသေးတယ်နော်။ကျွန်တော်တို့ကရေလျှော်ခံနိုင်ဖို့ဆိုလို့ရှိရင်အဲ့ဒီအဖြူဆေးတဲ့ကိုကျွန်တော်တို့ကအာ transparent ဖြစ်တဲ့ clear O2 ပေါ့နော်။ O2 ကိုကျွန်တော်တို့ပေးမှတ်အဆင့်ရောက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့10% to 20%ထည့်ရမှာရပါတယ်။အဲ့တော့ကျွန်တော်ဆေးဖြောတဲ့အခါမှာဘာလို့လဲဆိုလို့ရှိရင်ဒါမျိုးကျွန်တော်တို့ အဲ digital ချိန်ဆက်ကလေးတစ်ခုရှင်တော့ပိုကောင်းပါတယ်เนาะလမန်းနေနဲ့လုတ်လို့ရှင်လည်းမရောက်တော့ဆိုမဟုတ်ဘူးရတယ်ဒါပေမဲ့ကျွန်တော်တို့ save ဖြော်တဲ့အခါမှာဒါမျိုးချိန်ဆက်ကလေးနဲ့ဝယ်ထားတယ်ဆိုလို့ရှင်အဲပို့ပြီးတော့တိတိကျကျထွက်တယ်အဲ့တော့ကျွန်တော်တို့ဘောလုံးကြီးတွေရိုက်တဲ့အခါမှာအဖြူစေးရိုက်တဲ့အခါမှာအဝမ်းကြီးရိုက်ရင် ရလား share view ကြီးရိုက်ရင်ရလားဆိုတဲ့မေးခွန်းတီးเนาะ မတိုင်းပြောလို့ရှိရင် why in အဆင့်ပဲရှိတာမို့လို့သူကြည့်ရိုက်လို့ရှိရင်ကျွန်တော်တို့အာစေးပြန်ကျွတ်နိုင်တဲ့ error ရှိပါတယ်မရဘူးလို့ပဲဖြေရပါမယ်အဲ့တော့ဒီတဲ့ကိုကျွန်တော်တို့ကဘာရောဖို့လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ transparent clear o2 10% to 20%ထည့်ရပါမယ်เนาะအဲ့ဒါဆိုလို့ရှိရင်တော့အကောင်းဆုံးဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့စေးရပြီးပြီဆိုလို့ရှိရင်အဲကျွန်တော်တို့ဘာလုပ်လို့ဘာလုပ်အောင်လဲဆိုလို့ရှိရင်ကျွန်တော်တို့က hybrid seed solution ကိုကောင်းတယ် အပူချိန်160ဆက်ဆက်ကန်လောင်းနဲ့ဖိပေးအဲကလို Hebrews မရှိဘူးဆိုလို့ရှင်တော့ကျွန်တော်တို့ကเนาะအဲနေကိုကျွန်တော်တို့ကနိုင်ဝတ်တနိုင်လောက်ဒီချာလေးလှမ်းရပါတယ်เนาะဒါဆိုလို့ရှင်เนาะအဲ့ဒီ save view ကလုံးဝအဆင်ပြေပါတယ်เนาะဒါတော့ကျွန်တော်တို့ဘောလုံးကြီးအဖြူစီရိုက်မယ်ဆိုလို့ရှင်လုံးဝအဆင်ပြေပါလိမ့်မယ်ဒီကျင်းတဲ့မေကွန်းလေးတွေရှိတယ်ဆိုလို့ရှိရင်တော့ကိုမိုင်းရဲ့အောက်မှာကျွန်တော်တို့မေးခဲ့ပြီးပါကျွန်တော်ဖြည့်ပြီးပါမယ် ကျွန်တော်တို့ကဘာတိတစဲတန်တန်ကျောင်းရဲ့ founder and trainer ဆရာကိုလိုဝင်းဖြစ်ပါတယ်။တန်တန်ကျောင်းရဲ့ဖုန်းနံပါတ်က399 6822 6465ဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။